ထမင်းစားခြင်းရဲ့စုစုများနဲ့တမိုင်းဝင်အယူအဆလွဲမှားမှုများမြမအစားစာရင်ကျင်းမှုမှာ ထမင်းဟာအလွန်အမင်းအဓိကနေရာယူထားပါတယ်။သို့တော်မြမလူမျိုးများစုကထမင်းကိုအလွန်ကြုံစားသုံးရခြင်းရဲ့နောက်ွယ်မှာစီပွားရေးဆိုင်ရာတွန်းအားနိုင်ငံတော်ရဲ့မူဝါဒအချို့နဲ့ရိုးရာအယူအဆလွဲမှားမှုတွေရှိနေခဲ့ပါတယ်။ထို့လေးခြင်းများကြောင့်ဖြစ်ပေါ်လာတဲ့ကျမကြီးဆိုင်ရာစိုးကျိုးများကို ။တမိုင်းနောက်ခံနှင့်တကွာဆင်ခြင်သုံးသက်ကြည့်ရအောင်။ချမင်းအလွန်ကျွန်စားခြင်းဤနဲ့နယ်သောကျမ်းမာရေးဆိုင်ရာစိုးကျိုးများချမင်းအထူးသဖြင့်ဆန်ဖြူသည်ရိုးရှင်သောကာဘိုဟိုက်ဒရိတ်ဆင်ဘောကာဘိုဟိုက်ဒရိတ်ဖြစ်ပြီး၎င်းကိုအလွန်ကျွန်စားသုံးခြင်းဖြင့်ခန္ဓာကိုယ်ဤစနစ်အမျိုးမျိုးကိုထိခိုက်စေပါသည်။ကာကြီးတွေးတွင်းတကြားတတ်နှင့်နာတာရှိရောက်ရမ်းမှု။ စီးကျိုနှင့်အင်ဆူလင်ပြဿနာ ထမင်းသည်ဂလိုင်ဇင်မစ်အညွန်ကိန်း GI အလွန်မြင့်မားသောကြောင့်စားသုံးပြီးပြီးချင်းသွေးတွင်းတကြားဓာတ်ကိုရုတ်တရက်ခုန်တက်စေသည်ဤသို့မကြာခဏခုန်တက်ခြင်းကြောင့်အင်ဆူလင်ခံနိုင်ရရှိမှု insulin resistance ဖြစ်ကစီးကျိုမျိုးစားနှင့်ဖြစ်လာစေသည်နှလုံးသွေးကြောထိခိုက်မှု insulin နှင့်တကြားဓာတ်အမြဲမြင့်တက်နေခြင်းက ခန္ဓာကိုယ်တွင်နာတာရှည်ရောင်ရမ်းမှု chronic inflammation ကိုဖြစ်စေပါသည်။၎င်းရောင်ရမ်းမှုကသွေးကြောနှယံများကို ထိခိုက်စေပြီးနောက်ဆုံးတွင်သွေးတိုးနှလုံးရောဂါနှင့်လေဖြတ်နိုင်ခြင်းကိုမြင့်တက်စေပါသည်။ခါခွေအဟာရရော့နယ်မှု empty calories ဗီတာမင် B ချို့တဲ့ခြင်းဆံကိုဖုတ်ပြီးဖြူဖွေးသွားအောင်ကျင့်လိုက်သည့်အခါ ်ဖွဲနု brand နဲ့ပိုလောင်ဂျမ်တို့ပါကွာသွားသည်။၎င်းစိတ်ပိုင်းများတွင်အဓိကပါဝင်သော B1, Thiamin, B3, Niacin နှင့်အမြင့်ဓာတ် fiber များစွာဆုံးရှုံးသွားသည်။ထို့ကြောင့်ဆန်ပြူတမင်းသည့်အဟာရဓာတ်လုံးဝမပါဝင်သောကယ်လိုရီများ empty calories သာဖြစ်ပြီးဝမ်းပိုက်ပြီးတော့လည်းခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သောအဟာရများချို့တဲ့နေစေသည်။ခန်းငယ် ဥလန်းချောင်းနှင့်အစာချေစနစ်ပြဿနာများဝမ်းချုပ်ခြင်းဆံပြူသည့်အမြင့်တက်ဖိုက်ဘာလုံးဝနှိပါကင်းမဲ့သည်အမြင့်တက်မရှိသောကြောင့်ဥလှုပ်ရှားမှုနှေးကွေးပြီးဝမ်းချုပ်ခြင်း constipation ပြဿနာကိုဖြစ်ပေါ်စေပါသည် ဥမကြီးကျမ်းမာရေးဥမကြီးတွင်ရှိကျမ်းမာရေးကောင်းစေသောဘက်တီးရီးယားများ gut microbiome ဖြစ်ဖွံ့ဖြိုးရန်အတွက် အမြင့်တက်ကိုလိုအပ်သည် ထမင်းအလွန်ကျွန်းစားခြင်းသည်ဤဘက်တီးရီးယားများကိုအားနည်းစေပြီးအစာမကြည့်ခြင်းနှင့်ဥလံချောင်းဆိုင်ရာ ရောင်ရမ်းမှုများကိုဖြစ်ပေါ်စေပါသည်။ကာကြီးဝိတက်ခြင်းနှင့်စွမ်းအင်ကြဆင်းခြင်းပိုရှင်သောကာဘိုဟိုက်ဒရိတ်များသည်ခန္ဓာကိုယ်တွင်အဆီ fat ဖြစ်သောပင်မြန်စွာပြောင်းလဲစုဆောင်းခံရပြီးဓာတ်ပူခြင်းကိုဖြစ်စေသည်။ထမင်းစားပြီးနောက်တကြားတဲ့ရုတ်တရက်ကြဆင်းသွားသောအခါနိုင်မြင်ခြင်း energy crash နဲ့အာရုံစိုက်မရခြင်း brain fog များဖြစ်ပေါ်စေသည်။ထမင်းကတကြားဓာတ်ကိုလျင်မြန်စွာကျစေတဲ့အတွက် ပိုပြီးဘိုက်စာလွယ်စေပါတယ်။ဒါကြောင့်ထမင်းအများကြီးစားပြီးရင်တောင်မကြခင်မှာမုံတွေအချို့တွေထပ်စားခြင်းစိတ်ဖြစ်ပေါ်ပြီးလိုအပ်တာထက်ပိုတဲ့ကယ်လိုရီတွေခန္ဓာကိုယ်ထဲဝင်လာပါတယ်။နှစ်ထမင်းကိုအဓိကအစားအစာဖြစ်စေခဲ့သော နောက်ခံသမိုင်းနှင့်အယူအဆများ မြမလူဖွဲ့စည်းတွင်သမင်းကိုအတိုင်းစားမရှိစားသုံးရန်တိုက်တွန်းအားပေးခဲ့သည်လွဲမှားသောအယူဝါဒများနှင့်စီးပွားရေးဆိုင်ရာအချက်များရှိခဲ့သည်ကာဂျီသမင်းစားမှအားရှိသည်ဟူသောယုံကြည်ချက်လွဲမှားသောအယူဝါဒမြမကြီးလက်ဒေသများတွင်သမင်းဝဝစားမှအားရှိမည်အလုံးလုံးနိုင်မည်ဟူသောအယူဆသည်ဆွဲမြဲနေခဲ့သည် အမှန်တကယ်စွမ်းအင်နှင့်ကြွက်သားတူကိုတိဆောက်ပေးသည့်ပရိုတိန်းနှင့်အဆီကောင် healthy fats များထက်ဈေးသက်သာသောကာဗိုဟိုက်ဒရိတ်ကိုသာအားထားရန်သွန်သင်သလိုဖြစ်ခဲ့သည်။ရလတ်ထမင်းအပြင်အသားငါအဟင်းသီးဟင်းရွက်များကိုအလွန်ကြုံမစားရသေးပဲထမင်းကိုသာ ပမာဏများများစားသုံးခြင်းဖြင့်ဗိုက်ပြေအောင်ဖြည့်ဆည်းခြင်းကိုဦးစားပေးခဲ့သည်။ခါခွေနိုင်ငံတော်၏မူဝါဒနှင့်စီးပွားရေးတွန်းအား စီးပွားရေးဖိအားနှစ်ပေါင်းများစွာကြာအောင်မြန်မာနိုင်ငံသည်အာရှ၏စပကြီးအဖြစ်ရပ်တည်ရန်ဆန်စပါးထုတ်လုပ်ရေးကိုသာအဓိကထားသောမူဝါဒများကျင့်သုံးခဲ့သည်ထိုကာလများတွင်ဆန်သည်အလွယ်တကူရရှိနိုင်ဆုံးနှင့်ဈေးသက်တာဆုံးသောစွမ်းအင်အရင်းမြစ်ဖြစ်ခဲ့သည်အစားထိုးရန်ခက်ခဲခြင်းဆင်းရဲသောလူဒန်းစားတွင်ဈေးကြီးသောပရိုတိန်းဓာတ်အသားငါးပဲနှင့်ဗီတာမင်ကျွဲဝသောဟင်းသီးဟင်းရွက်များကို ထမင်းပမာဏလျှော့ကစားသုံးရမှာစီးပွားရေးအရာမတက်နိုင်သောစိန်ခံမှုဖြစ်ခဲ့သည်ထို့ကြောင့်ထမင်းကိုဟင်းဖြင့်အတရာမြည်ဆန်းစားသုံးခြင်းမဟုတ်ပဲ ထမင်းကိုအများကြီးစားပြီးဟင်းနဲ့မျိုးချခြင်းပုံစံသည်ဒလေးတစ်ခုလိုဖြစ်လာခဲ့သည်၃နိဂုံးချုပ်စစ်မှန်သောကျမ်းမာရေးအတွက်အစားအသောက်ပြောင်းလဲမှု၄ ကျွန်ုပ်တို့ရဲ့ဘိုးဘွားပြပင်တွေဟာစီပွားရေးရဖိအားပေးမှုနဲ့လွဲမှားတဲ့အယူအဆများကြောင့်ချမင်းကိုလွန်ကျွန်စားတော့လာကြရခြင်းဖြစ်ပါတယ်။သို့သောယနေ့ခေတ်တွင် ကျန်းမာရေးဆိုင်ရာအသိပညာများတိုးတက်လာသည့်နှင့်မျှထိုလေ့ကျင့်များကိုပြုပြင်ပြောင်းလဲရန်လိုအပ်လာပြီဖြစ်သည်။လက်တွေ့ကြသောဖြစ်ရှင်းသည်ပမာဏလျှော့ပါ။ချမင်းစားတဲ့အခါပကံလုံးတစ်ဝက်သို့မဟုတ်သုံးပုံတစ်ပုံကိုသာစားသုံးပါ။ ဦးစားပေးပြောင်းလဲပါဟင်းသီးဟင်းရွက်ပဲမျိုးမျိုးနှင့်ပရိုတိန်းတို့ကိုဦးစားပေး၍ထမင်းကိုအရန် side dish တစ်ဖွဲသာစားသုံးရန် ပြောင်းလဲသင့်ပါသည်အထူးသဖြင့်ဆန်လုံးညို brown rice ကိုရွေးချယ်ခြင်းဖြင့်အမြင့်တဲ့နှင့်ဗီတာမင်များကိုပိုမိုရရှိစေပါသည်အစာအာဟာရကိုဉာဏ်ပညာဖြင့်ရွေးချယ်သုံးဆောင်ခြင်းသည်သာကျွန်ုပ်တို့၏မျိုးဆက်သစ်များအတွက်ကျန်းမာရေးဆိုင်ရာအမွေအကားကိုပေးစွမ်းနိုင်ပါလိမ့်မယ် 就吧哈。